အနုပညာမှုကောင်းကင်အစီအစဉ်ကိုအားပေးနေတဲ့ချစ်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါဒီနေ့မှလည်းအနုပညာသတင်းအသစ်တွေကိုတောင်းတတဲ့ပရိသတ်တွေအတွက်လောင်းနုဝိုင်းတော်သားတွေကနေပြီးတော့အနုပညာရေးဝန်မှာရှိတဲ့လှုပ်ရှားမှုအကြောင်းအရာတွေနောက်ပြီးတော့အခုလက်တလုံးမှာအနုပညာရေးဝန်မှာရှိတဲ့ရင်ခုန်သံတွေအားလုံးကိုဒီနေ့ဆွစီပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ီနေ့ရဲ့အနည်းပညာမူကောင်းငယ်စီစဉ်မှာတော့တေးသန့်ရှင်ဆိုင်းစွန်လေးရဲ့ရှမ်းယူမကဦးစီတန်နဲ့သို့မဟုတ်ရှမ်းရွယ်ပလောက်အမည်ရှိတေးရမန်စာနေစင်းမိတ်ဆက်ပွဲခန်းနာ Academy တွေအတွက်အမှတ်တရအင်တာဗျူးများ Bunny ဖြိုးရဲ့လူပြိုလှဲ့တေး album တွေမှာပါဝင်တဲ့သချင်ဖြစ်တဲ့ဘဲတော်များမှနှီးမလဲသချင်ကို Writer အောင်မြတ်ရှိုက်ကူးပုံဖော်နေမှုတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အနည်းဖြင့်ဇူလိုင်လ17ရက်နေ့ရဆိုရင်တော့အနည်းပညာရှင်ဖြစ်တဲ့မိုးယူဆန်ရဲ့မွေးနေ့ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒါအနည်းပညာရှင်မိုးယူဆန်နေ့နဲ့ဇူလိုင်လ17ရက်နေ့မှာကြာရောက်တဲ့မွေးနေ့ရနေပြီးတော့နောက်နှစ်ပေါင်းများစွာထိအောင်မြင်ပျော်ရွှင်စွာနဲ့ချစ်ခင်ရတဲ့မိသားစုတွေနောက်ပြီးတော့ပရိသတ်တွေတဲ့အနည်းပညာအလုပ်တွေကိုဒီထက်စားတဲ့တဘောပတိုးပြီးတော့လုပ်နိုင်ပါစေလို့အနည်းပညာမိုးကောင်းကင်အစီအစဉ်ကနေမွေးနေ့ဆုမွန်ကောင်းတောက်ပေးချင်ပါတယ်ရှင်။ အနုပညာမောကောင်းရဲ့အစီအစဉ်ကိုကြည့်ရှုအားပေးနေကြတဲ့အနုပညာချစ်ပရိသတ်တွေအတွက်ဒီကနေ့မှဆိုလို့ရှိရင်တော့တေးသန်ရှင်ဆိုင်းစွန်လင်းရဲ့ရှမ်းယုံမကဦးစီသင်နှစ်တရားပန်တိမိတ်ဆက်ပွဲအခမ်းအနားကိုပရိသတ်တွေအတွက်တင်ဆက်ပေးတော့မှာဖြစ်လို့ပရိသတ်များဆက်လက်ပြီးတော့မှရှုစားကြကြပါအောင်ရှင်တေးသန်ရှင်ဆိုင်းစွန်လင်းရဲ့ရှမ်းယုံမကဦးစီသင်နှစ်ဒုမဟုံရှမ်းရွယ်ပလောင်တီစီရီကိုတော့တင်ရှုရဲ့ဗီဒီယိုထုတ်လုပ်ဖြန့်ချီကဖြန့်ချီထားတာပဲဖြစ်ပါတယ် ဆိုပါပွဲအခမ်းအနားကိုတော့ပြီးခဲ့တဲ့ဇူလိုင်လ10ရက်နေ့က City Star Hotel မှာကျင်းပခဲ့တာပဲဖြစ်ပါတယ်။ဒီပါပေါ့ရှိုင်းယူမအိုးစီတန်းနဲ့လို့ပေးရတဲ့အသေးပေကတော့ကျွန်တော်တို့အရင်ကအောင်မြင်ကြရခဲ့တဲ့ရှောင်းမအိုးစီတန်းရှိရလေ။ဒီတချင်းလေးကသူဆိုပြီးတော့မှပျောက်ကွယ်နေတဲ့တချင်းလေးဖြစ်တယ်။အဲ့အားလေးကိုပြန်ဖော်ထုတ်ခြင်းတဲ့တဘောနဲ့ကျွန်တော်ဒီရှမ်းယုံမဦးစီတာနဲ့ဆိုပြီးတော့မှပြီးဖြစ်ခဲ့တာပါရှမ်းလို့ကြတော့ကျွန်တော်တို့ရဲ့ဟိုဘာသာစကားဖြစ်တယ်လေ အဲ့တော့ဆိုရတာတော့တိတ်အားမကြီးဘူးပေါ့နော်ဘမာလိုဆိုရမယ်ဆိုတဲ့အချိန်ကျတော့ကျွန်တော်တို့စကားလည်းမပြီးတော့ပို့ဆိုတာပေါ့အဲ့တော့တော်တော်ကြိုးစားရပြီးဆိုရတာပေါ့ဘယ်လိုခံစားရလဲဆိုတော့ဘမာလိုကျတော့လည်းဘမာလိုရတာနဲ့ခံစားရတာပေါ့နော် ရှမ်းလိုကျတော့တမျိုးပေါ့နော်မတူဘူးဖြစ်နေတယ်ဟုတ်ဒီတေးစီရဲမှာဆိုရင်လူသူများအောင်မြင်ပြီးသားတေးသချင်း၁၂ပုဒ်ကို မြန်မာဘာသာ ရှမ်းဘာသာနဲ့ဘာသာပြန်ပြီးပြန်လည်တည်ဆို့ထားတာကိုဒုကြတာတွေ့ရပါတယ်ဒီသချင်းတွေကိုတော့ Academy Gita Moving ကိုပါတီးခတ်ပေးထားပြီး Rider လှဆန်းဦးကရိုက်ကူးပေးထားတာပဲဖြစ်ပါတယ် ေးသရှင်စိုင်းစွန်လင်းကလည်းတက်ရောက်သားကြတဲ့အပရိသတ်တွေကိုရှာယုံမကအိုးစီနဲ့တချင်းနဲ့တီးဆိုဖြောပြခဲ့ပါတယ်ခင်ဗျာတောင်းပြတဲ့အနာဆိုအောင်စူပေါင်းကျူလူထား